တာဖတ်ခြင်းကအိုဘာမားရဲ့ဘဝကိုဘလောက်ထိပြောင်းလဲစေခဲ့လဲမိဘတွေကအကြောင်းကောင်းကောင်းမထားပေးနိုင်လို့အမေကိုယ်တိုင်စာပြပေးခဲ့ရခလေးတရားပါအမေရဲ့အလုပ်တစ်ဖက်ကြောင့်အမေကမနဲ့၄နိုင်မှ စာပြပေးတာကိုခံရတဲ့ခလေးတရားကနေအမေရိကန်ရဲ့ပထမဆုံး လူမဲတမတာဖြစ်လာအောင်စာဖတ်ခြင်းကဘလောက်ထိအထောက်ကူပြုနိုင်ခဲ့လဲတဲ့စာအုပ်သေးကနေပြီးကပားကြီးကိုစမ်းကြည့်နိုင်တဲ့သူတွေထဲမှာတယောက်အပောင်ဝင်ဖြစ်တဲ့ RS Obama အတွက်စာအုပ်တွေကသူတို့အခြေခံလူဒန်းစားဘွားကနေတမတာနေရာထိတွန်းပို့ပေးနိုင်ခဲ့တယ် American ပြည်ထောင်စုရဲ့44ရောင်မြောက်သမ္မတ Obama ကစာပတ်ချင်းကို အလွန်ဝါသနာပါပြီးငယ်စဉ်ကတည်းကအမြဲမပြတ်စာဖတ်သူတူလည်းဖြစ်တယ်။စာကို အပေါ်ယံဖတ်တာမျိုး မဟုတ်ပဲစဉ်းစားတွေးခေါ်ပြီးဖတ်ရှုခြင်းဟာသူအားစိတ်ဆက်သေးကြစွာ တွေးခေါ်စဉ်းစားတတ်စေပြီးကဘာကြီးကိုကျယ်ပြန့်စွာ နေစေနိုင်ခဲ့ ိုဘာမရဲ့စကားပြောစွမ်းအင်ကျေပြောခြင်းခေါင်းဆောင်မှုစွမ်းအင်ကိုတိုးတက်မြန်မာခြင်းဟာစာဖတ်ခြင်းအကျိုးကျေးဇူးတွေကြောင့်ပေါ့ခေါင်းဆောင်မှုဆိုတာအရေးအသွေးတိုးတက်ခြင်းကခေါင်းဆောင်တယောက်ဖြစ်စာစေပြီးတမိုင်းစာပေနိုင်ငံရေးစာအုပ်များပတ်ရှိခြင်းကသူတို့ကပါအခြေအနေတွေအထိပုံမနားလေထိုးဖောက်ဝင်ရောက် နိုင်အောင်ကူညီပေးခဲ့တယ်။ရတစာပေတွေအကြောင်းစိတ်ကူးရဲ့စွဲရည်ကိုတိုးတက်စေပြီးကတ္တနာတွေကိုအတိတ်အတိတ်သောနေလန်းတွေနဲ့အဖြစ်ရှင်းနိုင်သွားခဲ့တယ်။စာအုပ်တွေကိုဖတ်ခြင်းကစာဖတ်ခြင်းစကားအထာတို့အသုံးအနှုန်းများကိုပုံမိုကျပြတ်စေပြီးသူ့ရဲ့စကားပြောစွမ်းရည်တွေကိုတိုးတက်စေခဲ့တယ်။ အိုဘားမားရဲ့စာဖတ်ခြင်းကကျွန်တော်တို့ကိုဘာတွေညှင့်တင်ပေးခဲ့တယ်လဲအိုဘားမားကဲ့သို့မပြတ်မကွက်စာဖတ်နိုင်ခြင်းကလူတယောက်ရဲ့စိတ်အဟာရအုံနောက်အဟာရကိုတိုးတက်လာစေပြီးစိတ်ကူးရဲ့စွမ်းရည်နဲ့ခေါင်းဆောင်မှုအရေးအသွေးကိုညှင့်တင်ပေးနိုင်ခဲ့တယ်ဒါကြောင့်စာဖတ်ခြင်းဟာကမ္ဘာကြီးပေါ်ကလူသားတွေအပေါ်ပုံမနာလေ စေပြီးပုံမကောင်းမွန်သောလူတယောက်ဖြစ်လာစေဖို့အထောက်အကူပြေဝပေးနိုင်ပါရဲ့။စာဖတ်ခြင်းကလူတယောက်ရဲ့ဘဝကိုအကြီးမားဆုံးအပြောင်းအလဲဘဝရဲ့အချိုးအကွေ့တွေကိုတစ်စစ်ချိုးရမလို့စာအုပ်ဖတ်ခြင်းဟာရန်နာကိုက်တူတာထက်အဖိုးတန်ပါရဲ့။ဒီဗီဒီယိုလေးကိုအပောင်းလေးနှိပ်ထားနိုင်ပါရဲ့။